အားဖြင့်ယုံမြင်တဲ့ညပေးသံများမင်္ဂလာပါခင်ဗျာ အာရှသတင်းမြင့်ဝင်းစုံကဏ္ဍကိုစတင်ပါမယ်ပထမဆုံးမလေးရှားနိုင်ငံကသတင်းကိုပြောပြပါမယ်မလေးရှားနိုင်ငံအရှိဘက်ကမ်းခြေဒေသမှာရေလွှမ်းမိုးနေတဲ့အတွက်စနေနေ့ကအထိလူပေါင်းတသိန်းခွဲကျော်လောက်ဟာနေအိမ်တွေကနေရွှေ့ပြောင်းပေးထားရပါတယ်အ ਨੇ ဆုံးပြည်နယ်၈ခုမှာဖြစ်ပွားနေတဲ့အတွက်ဆယ်စုနှစ်အနည်းငယ်အတွင်းအဆိုးဆုံးရေကြီးမှုဖြစ်ပါတယ်မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇက်ကတော့ အမေရိကန်ဒေါ်လာ145တန်းနဲ့ညီမျှတဲ့မလေးရှားရင်ဂစ်ငွေတန်း900ကိုအရေးပေါ်ကယ်ဆယ်ရေးရန်ပုံငွေအဖြစ်သုံးစွဲသွားမယ်လို့ကြေညာလိုက်ပါတယ်မလေးရှားမှာအဲ့ဒီလိုရည်ကြီးနေတဲ့အချိန်မှာမလေးရှားဝန်ကြီးချုပ်ဟာအမေရိကန်ပြည်ထောင်စု ဟာဝိုင်ကျွန်းမှာရောက်ရှိနေပြီးတမရအိုဘားမားနဲ့ခေါင်းရိုက်နေတဲ့အတွက်ပြည်သူအများကမကြေမနက်ဖြစ်နေကြတယ်လို့ဆိုပါတယ်ရေဘေးဒုက္ခသည်တွေအတွက်အကူအညီတွေကို အဓိကစစ်ဖက်တည်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ပို့ဆောင်ပေးနေပါတယ်ဆက်လက်ပြီးဖိလစ်ပိုင်နိုင်ငံကသတင်းကိုပြောပြရရင်ဖိလစ်ပိုင်အစိုးရနဲ့ကွန်မြူနစ်ပါတီတို့ဟာတရားဝင်တွဲဆုံညှိနှိုင်းပွဲတွေပြန်လည်စတင်တော့မှာဖြစ်တယ်လို့နှစ်ဖက်စလုံးကကြေညာလိုက်ပါတယ်1980ခုနှစ်လောက်ကတည်းကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုပြတ်တောင်းပြတ်တောင်းပြုလုပ်ခဲ့ပါတယ်အခုအချိန်တရားဝင်ဆွေးနွေးပွဲကိုလာမယ့်ဇန်နဝါရီလလယ်လောက်မှာဖြစ်နိုင်တယ်လို့ကွန်မြူနစ်ပါတီဘက်ကပြောပါတယ် လက်ရှိမှာတွဲဆုံဆွေးနွေးမဲ့အကြောင်းအရာတွေကိုနှစ်ဖက်စလုံးကပြုစုနေကြတယ်လို့ဆိုပါတယ်။ဒါဟာအပြူသဘောဆောင်တဲ့လုပ်ရဖြစ်တယ်လို့အစိုးရဘက်ကကောက်ချက်ချထားပါတယ်။အလားတူလက်ရှိ သမ္မတအကွီနိုရဲ့တဒန်းမကုံဆုံးငင်မှာအဲ့ဒီကွန်မြူနစ်လက်နက်ကင်ပုံကံထွားကြမှုပြိပခါတွေဖြစ်ပွားနေတဲ့နယ်မြေတွေမှာပြုပြင်ပြောင်းလဲရေးတွေစတင်နိုင်လိမ့်မယ်လို့သမ္မတအကြံပေးတဦးကဆိုပါတယ်။ဆက်လက်ပြီးတရုတ်ဗီယက်နမ်ဆက်ဆံရေးသတင်းကို ပြောပြရရင် တရုတ်နဲ့ဗီယက်နမ်နိုင်ငံအကြားဆက်ဆံရေးမှာလမ်းကြောင်းမှန်ဖို့အရေးကြီးတယ်လို့တရုတ်ကွန်မြူနစ်ပါတီထိပ်တန်းခေါင်းဆောင်တဦးကပြောပါတယ်တောင်တရုတ်ပင်လယ်ပြင်ကိစ္စအငင်းပွားမှုကြောင့်နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေတဲ့တရုတ်နဲ့ဗီယက်နမ်နိုင်ငံတို့ဟာအပြန်အလှန်ယုံကြည်မှုတွေပုံမခိုင်မာလာအောင်လှုပ်ဆောင်သွားရလိမ့်မယ်လို့တရုတ်ကွန်မြူနစ်ပါတီအစိမ့်အရာရှိတဦးကဗီယက်နမ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေနဲ့တွေ့ဆုံရမှာပြောကြားလိုက်ပါတယ်တရုတ်နိုင်ငံအနေနဲ့ ရေရှည်အလားအလာနဲ့မဟာဗျူဟာအမြင်ကိုကြည့်ပြီးဗီယက်နမ်နဲ့ဆက်ဆံရေးတိုးပြင်းသွားဖို့ဆန္ဒရှိတယ်လို့သူက ပြောပါတယ်တရုတ်နိုင်ငံကသတင်းကိုပဲပြောပြပါမယ်တရုတ်နိုင်ငံအရှေ့ပိုင်းဝမ်ဆောင်းမြို့ကစာတင်ကျောင်းတွေမှာအာနာပိုင်တွေကခရစ်စမတ်ပွဲတော်ကျင်းပခွင့်ကိုပိတ်ပင်လိုက်ပါတယ်ခရစ်စမတ်ပွဲတော်ဟာတရုတ်နိုင်ငံမှာကျယ်ပြန့်လာနေပြီးဒါဟာနိုင်ငံသားကဝင်ရောက်လာတဲ့ယဉ်ကျေးမှုဖြစ်တာကြောင့်ပိတ်ပင်လိုက်ရတာလို့ဆိုပါတယ် တရုတ်နိုင်ငံမှာခရီးရန်ဘာသာဝင်တန်း60လောက်ရှိပြီးခရီးရန်ဘာသာကိုးကွယ်သူဥယျာဉ်လဲတိုးပွားလာပါတယ်။အဲအာရှသတင်းမြင်ကွင်းဆောင်ကတော့ဒီလောက်ပါပဲခင်ဗျာ။ရှေ့တစ်ပတ်အခုလိုအင်္ဂါနေ့မှာပြန်လည်ဆုံတွေ့ကြပါစို့။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။